ရှောင်းရံပြောတဲ့အတိုင်းပဲကျယ်ကိုးပွင့်စွမ်းရည်ရင်းမြစ်ကဘလောက်ရှားပါးရည်နာဖြစ်ပြီးတော့ဟုံရားတို့ကလက်လွတ်မခံဘူးဆိုတာသိကြနေတယ်လေဘာလို့လဲဆိုတော့ဒီတစ်ခေါက်လုံးဝမတုံ့ပြန်မှုထင်နေပြီမဲ့တကယ်တော့ခြုံကိုတိုက်ခိုက်မှုစီစဉ်ထားတာပါရှောင်းရံကလည်းလောက်ဝက်လောက်ပြေးတိုင်းလိုက်တိုင်းလုံနေရတာကိုညင်းဝင်နေပြီလေဒါကြောင့်အဆုံးသတ်ဖို့အချိန်ကြပြီဆိုပြီးတော့ကောင်းငင်ပြီးတော့ကိုထုတ်လိုက်ပါတယ်ဟုံရားကတော့ခြုံကိုတိုက်ခိုက်တာအင်အားကိုနည်းလေးတက်တောက်အောင်လုပ်ရုံပဲဆိုပြီးတော့အပြောကတော့မလျှော့ပါဘူးသူတို့ကအသေးသေးတိုက်ရင်ဘသူတွေတိမ်မယ်ဘသူရှင်းမယ်ဆိုတာမသိရဘူးဆိုပြီးပြောလိုက်ပါသေးတယ် ဟုန်လီကလည်းရှောင်းရံရဲ့ကျဲချောက်ပွင့်ဒူဆန်းဆွင်းလောက်လေးနဲ့ရှောင်းရံကိုတက်ဖို့ခက်ခဲတဲ့ကိစ္စမဟုတ်ဘူးဆိုပြီးတော့လေကြီးနေပြန်ပြီလေလက်တစ်ဖက်ဖြတ်လိုက်ရတာကိုမမှတ်သေးပါဘူးရှောင်းရံကတော့ဟုန်လီအပြောကိုရဲပြီးတော့ကြည့်ရတာလက်တစ်ဖက်ဆုံးချုံလိုက်ရတာတော့အင်အားကွာခြားချက်ကိုရှင်းရှင်းလင်းလင်းမမြင်နိုင်သေးဘူးပဲဆိုပြီးပြောလိုက်ပါတယ်အဲ့တော့ဒေါသထွက်ပြီးတော့တက်မဲ့ဖြတ်မဲ့တွေဖြစ်ကုန်ပြီလေသူမတိုက်ခင်ရှောင်းရံကအရင်လက်ဝါးထုတ်ပြီးတော့တိုက်လိုက်တော့လေဟာနယ်ပေါက်တွေပွင့်ပြီးတော့ဝိညာဉ်တန်ကြိုးတွေနဲ့ပြန်တိုက်လိုက်ပါတယ်ပောက်ကွဲမှုကြီးဖြစ်သွားပြီးတော့နှစ်ယောက်သားနောက်ကိုလွင်သွားကြပြီလေဟုန်ရကဓားကိုထုတ်ပြီးတော့ရွှန်းရလေးနဲ့ထပ်တိုက်ပါတယ် သူကရှောင်းအာကိုတိုက်မယ်လို့ပြောပြီးတော့ဟုံလီကိုတော့ရှောင်းရံကိုတက်ခိုင်းလိုက်ပါတယ်ပြီးတာနဲ့ဇက်တိုက်တိုက်ခိုင်းနေရပြီလေဟုံလီကတော့လက်မောင်းတစ်ဖက်ဆုံးရှုံးလိုက်ရတဲ့တန်ကြီးကိုအသက်နဲ့ပြန်ပြီးပေးဆက်ရမယ်လို့អော်ပြီးတော့ပြေးတိုက်ပါပြီရှောင်းရံကတော့ပေးတဲ့နယ်ပဲကာပြီးတော့ပြန်တိုက်လိုက်ပါတယ်တန်ကြိုးတွေကိုထတ်ထုတ်ပြီးတော့တိုက်တော့ပေးတဲ့နယ်တစ်ချက်လွှဲပြီးတော့ပြန်ကလိုက်ပြီလေမိတော့နေကြတဲ့ကနေဟုံလီပြေးနေရပါပြီမောလို့နားနေတော့မှာပဲရှောင်းရံအရှိကပေါ်လာပြီးတော့ဒါပဲတက်နိုင်တာလားလို့ပြောပြီးတော့ပေးတဲ့သာကျူးလိုက်ပြီလေချက်ချင်းပဲကလိုက်ပြီးတော့တပ်ဖူးကအမှတ်သားကအသက်ဝင်လာပြီးတော့ပြန်တိုက်တော့ရှောင်းရံတယောက်နောက်ကိုလွန်သွားပါပြီ ဟုန်လီတယောက်ကလန်တတူးကိုသုံးလိုက်တာပါကလန်တတူးကြောင့်ဟုန်လီရဲ့အစွမ်းတွေရုတ်တရက်မြင့်တက်သွားပြီလေပြီးတာနဲ့တိတ်တဲနေတဲ့စွမ်းရည်တွေနဲ့အတူဝိညာဉ်မျက်လုံးကြီးကပေါ်လာပါပြီအံ့ဩသွားလားကလန်တတူးဆိုတာကကမ္ဘာပေါ်မှာအစွမ်းထက်ဆုံးလှုပ်ဝဲပညာပဲလေစွမ်းအားကိုမြင့်တင်ပေးနေတယ်လို့ခန္ဓာကိုယ်ကိုလည်းဘာထိခိုက်ပျက်စီးမှုမှမဖြစ်စေဘူးမင်းတို့လိုပျက်စီးသွားတဲ့ရှောင်းကလန်ကတော့ပိုင်ဆိုင်ဖို့အရေးချင်းမရှိဘူးဆိုပြီးဖယ်လိုက်ပါတယ်ကလန်တတူးကချက်ချင်းပဲကျယ်ကိုဝင့်ဒိုဇန်အစင်ထီကိုတိုးပြပေးနေတာပဲ။ဘာတံပြန်တက်ရောက်မှုမှလည်းမဖြစ်ဘူးဆိုတော့တော်တော်ဆွမ်းထက်တာပဲဆိုပြီးတော့ရှောင်းရံကတွေးလိုက်ပါတယ်။ရှေးဟောင်းကလန်တွေက ကောင်းကင်ပြီးတော့အသွင်ပြောင်းခြင်းစဉ်လိုမျိုးလျှို့ဝှက်ခြင်းစဉ်တွေကိုလေ့ကျင့်ဖို့မလိုတော့ဘူးလေဆက်ပြီးတော့အစစ်မှန်စိတ်ထဲကြမှုဆိုတာဘယ်လိုမျိုးလဲသိအောင်မင်းကိုပေးပြီးခံစားကြည့်မယ်လို့ပြောပြီးတော့တော်တော်လေးကိုမြန်တဲ့အချိန်နဲ့ပြေးလိုက်ပြီလေရှောင်းရံကတော့ကာလိုက်နိုင်ပါလေနောက်ကနေပြီးတော့ထပ်ပေါ်လာပြီးတော့ရှောင်းရံကိုကန်ချလိုက်ပြီးတော့ဇက်တိုက်တိုက်ခိုက်နေပါပြီရှောင်းရံကတော့တိုက်သည်များကိုပြည်တယ်နဲ့ပဲကာလိုက်ပါလေနောက်ဆုံးတော့ရှောင်းရံလည်းကောင်းကင်ပြီးတုံးတွယ်အသွင်ပြောင်းခြင်းစဉ်ကိုထုတ်သုံးလိုက်ပြီလေပြေးဝင်လာတဲ့ဟုန်လီတကောင်မျက်နှာပြတ်သွားပြီးတော့နောက်ကိုဆယ်ပေလောက်လေဟာနဲ့အကွက်ချောင်းတွေကနေလွင့်ဆင်သွားပြီလေ 上样的有，刚给咪东的对面进人讲，哦，东来多，上样人呐，富个嘛，他死的苦，哦，好离家，你来也难找，好个男伢，起码到人度撇开咧，他死个，都蛮便利的。他讲咯，好个男伢在里话，不撇内幕，好个男伢，无野白耍阿哩个，表土多比毛多，都为阿米阿妈来拉收皮，哦，好离的要，生阿米阿撇哩阿皮，个男在里苦说啦个，谢好个男伢，谢苦个为，摆生阿皮咯，都为阿无野白耍阿个，哦，东边多阿在东样阿吧，上样的有，你阿死东老老少少，哦，东边多阿在大寨里边的。 ရှေ့နောက်ဘဲညာဘဘောင်းဆောင်ကနေပြီးဟုန်လီကိုပေရန်နဲ့မိတ်ဆက်ပေးလိုက်ပါတယ်။နောက်လင့်သွားတော့ဟင်းလင်းမြင့်တောင်းတဲ့တဲ့ကိုထုတ်ပြီးတော့တိုက်လိုက်ပါတယ်။ဟုန်လီကလည်းလဝါကိုထုတ်ပြီးတော့ပြန်ကလိုက်တယ်လေ။ဒါပေမဲ့အကွဲလာတော့မှပဲအပေါ်ကနေရှောင်းရံကထပ်တိုက်ပါတယ်။ဟုန်လီတကောင်ဒံရီနဲ့အောက်ကိုပြုတ်ကျသွားပါပြီ။ရှောင်းရာတို့တိုက်နေတာကလည်းအပြင်းထန်ပဲဆိုတော့ဒီတိုင်းဆက်သွားနေရင်သူဒီမှာပဲရှော့လိုက်မယ်ဆိုပြီးတော့ဟုန်လီကတွေးမိပြီးတော့လေဟာနဲ့အကွဲချောင်းတွေကနေဝိညာဉ်ခန္ဓာကိုယ်ကိုထုတ်လိုက်တော့ရှောင်းရံကအလကားမျောလင်းမိသွားတာပဲလို့ပြောပြီးတော့ရုပ်သေးတွေကိုပါလှုပ်လိုက်ပါတယ်။ ရုပ်သေးတွေအကုန်လုံးကောင်းကင်နယ်ဆိုရုပ်သေးနဲ့တခုတည်းဖြစ်ပေါက်ဆက်သွားပြီးတော့ဟုံလိစီကိုပြေးလာတော့ဝိညာဉ်ဖြက်စီးခြင်းအမှောင်လက်ဝါးကိုတုံးလိုက်ပါတယ်ဒါပေမဲ့ကောင်းကင်နယ်ဆိုရုပ်သေးရဲ့လက်သေးချက်ကိုတော့မခံနိုင်ပါဘူးကောင်းကင်နယ်ဆိုရုပ်သေးရဲ့ထိုးနှက်ချက်တွေကြောင့်ပေါက်ကွဲသွားပြီးတော့မြူးမုံတွေဖြစ်သွားပြီလေကောင်းကင်နယ်ဆိုရုပ်သေးကိုအပြည့်အဝတန်းစင်ပြီးသွားပြီမို့လို့ကျဲကိုးပွင့်ဒူဆန်းတဲ့တောင်ရှင်တိုက်နိုင်တယ်လေဒီလောက်အစွမ်းထက်တဲ့ရုပ်သေးရှောင်းရံမှာဘလို့လို့ရှိရလဲဆိုပြီးတော့ဟုံလိကရေရွတ်လိုက်ပြီးတော့ရုပ်သေးရဲ့လက်ကနေလွတ်အောင်ပြေးနေရပါပြီအဲ့ဒီချိန်မှာပဲရုပ်တရက်စွန့်ရိမ်မှုန်တိုင်းကြီးပေါ်လာပါတယ် ရွှေဟာတယောက်ချက်ချင်းပဲရှောင်းရံစီကိုပြေးလာပြီးတော့ထွက်သွားကြဖို့ပြောလိုက်ပါတယ်။ဟုန်လီကတော့ရုပ်သေးပြောက်သွားမှပဲစွန့်ရင်မှုန်တိုင်းကိုအာယုံဆိုင်မိသွားပါတော့တယ်။ဟုန်ရကိုစိုးရင်တကြီးနဲ့ထွက်သွားဖို့អော်ပြောပေးမယ်။ဟိုកောင်ကတော့ပြေးလာမှတန်းနေရပါပဲ။ရှောင်းရံကသွားရင်းနဲ့ပုံတိုင်းကဘလို့ဖြစ်တာလဲဆိုပြီးတော့ရွှေဟာကိုမိလိုက်ပါတယ်။ ကောင်းကင်အုပ်ကူရဲ့စွမ်းအင်မှုန်တိုင်းကြီးကဒီနေရာရဲ့တဘာဝကက်ဆိုကြီးတခုလို့ပြောလို့ရပါတယ်။မှုန်တိုင်းရဲ့အစွမ်းကလည်းကြောက်စရာကောင်းပြီးတော့တိုင်းဝိဇာအဆင့်ထုတ်ထိတ်ကိုရောက်နေတဲ့လူဆိုရင်တော့မှမှုန်တိုင်းနဲ့ပါသွားရင်တည်သွားမှာပဲဆိုပြီးပြောလိုက်ပါတယ်။အရင်တုန်းကကောင်းကင်အုပ်ကူထဲမှာဝင်လာတဲ့ပညာရှင်တချို့လည်းစွမ်းအင်မှုန်တိုင်းနဲ့ကြုံပြီးတော့အဲ့ဒီထဲကိုပါသွားဘူးလေ။တကယ်တော့စွန့်ရင်မှုန်တိုင်းကနှစ်ပေါင်းများစွာကြာတော့မှတကြိမ်ပဲပေါ်လာတာဆိုတော့ရှောင်းရံတို့ကထိပေါက်သွားတာပါအခုပြေးဖို့ပဲတတ်နိုင်မှာတော့လေ စွန့်ရင်မှုန်တိုင်းရဲ့ဆက်ကွင်းကအရန်ကိုကျဲပြီးတော့ဒုတိယဆင့်တစ်ခုလုံးကိုလွှမ်းခြုံသွားမှာမလို့မှုန်တိုင်းကိုရှောင်ကျင်နေဆိုရင်ရှောင်းရံတို့ကတတိယဆင့်ကိုရောက်နေဖို့လိုပါတယ်အဲ့ဒီချိန်မှာပဲနောက်ကနေလူနှစ်ယောက်ရောက်လာပြီးတော့အရှိန်ကမြန်သာပဲဆိုပြီးနှုတ်ဆက်လိုက်ပြီလေရန်ကလန်ကနှစ်ယောက်ပါအကိုကြီးဟော်ရွှဲလည်းမနှေးပါဘူးဆိုပြီးတော့ရှောင်းရန်ကနှုတ်ဆက်လိုက်တော့ဘေးကကောင်မလေးကရှောင်းရန်ဆင့်တက်သွားတာကိုသိသွားပါတယ်ရှောင်းရန်ကတော့ထုံးစံတိုင်းပဲကန်ကောင်းလို့ပါဆိုပြီးပြန်ဖြေပါတယ်သူတို့နောက်မှာကတော့ဟုတ်ကလန်ကနှစ်ကောင်ရှိနေတယ်လေ အပြက်ရှင်းမလို့ကိုကံမကောင်းစွာနဲ့ပဲစွန်းအိမ်မှုန်တိုင်းကအကုန်ဖျက်ဆီးပစ်လိုက်တယ်ဆိုပြီးတော့အားမရတဲ့ပုံစံနဲ့ရှောင်းရံကပြန်ပြောလိုက်တော့ရှောင်းရံတို့ဟုံရတို့နဲ့တိုက်ခိုက်ပြီးသွားပြီဆိုတာကိုဟော်ရွှေသိသွားပြီလေခဏလောက်တွေ့ပြီးတဲ့နောက်မှာတော့ရှောင်းရံရဲ့ခွန်အားကတကယ်ကိုခံမှန်းလို့မရဘူးပဲဆိုပြီးပြောလိုက်ပါတယ်တတိယတက်ကိုတက်ဖို့မလိုတာကြောင့်ပူးပေါင်းကြမလားဆိုပြီးတော့ဟော်ရွှေကမေးလိုက်တော့ရှောင်းရံကလည်းသဘောတူလိုက်ပါတယ်ဟုံရတို့ကလည်းရန်ကလန်ကလူတွေရှောင်းရံတို့နဲ့ပူပေါင်းသွားမှန်းကိုခံမှန်းမိပါတယ်။ဒဏ်ရာတွေအပြည့်နဲ့တောင်မှခဏလောက်ပျော်ထားအောင်တတိယလွှာရောက်ရင်တယောက်မကြံတက်ပြစ်မယ်ဆိုပြီးတော့လေကြီးနေပါသေးတယ်။ ဒုတိယအဆင့်ရဲ့အလင်းကလပ်ကအရှိမတော့လူ၄ယောက်ထိုင်နေပါတယ်အကြောင်းကတော့တတိယအလှရဲ့အလင်းကလပ်ကလည်းကစွမ်းရင်ထူးထူးခြားခြားအကြောင်းပြချက်မရှိဘဲနဲ့အေးခဲသွားတာကြောင့်ပါလောလောဆယ်တော့ဒုတိယတက်မှာအကုန်ပိတ်မိကုန်ပြီလေတယောက်ကတော့တမူးချင်းရန်ရှိတာပဲဆိုပြီးတော့စိုးရိမ်တဲ့ပုံစံမပေါ်ပါဘူးချင်းရန်တယောက်ခါရက်လိုက်ပြီးတော့ငါ့ကိုဒီအဆိုင်ခဲစွမ်းရင်ကတစ်ဆင့်လမ်းကြောင်းတစ်ခုကိုအတင်းဖွင့်စေချင်တာလားဆိုပြီးမေးလိုက်ပါတယ်စွမ်းရင်အများကြီးတုံးရလေတတိယဆင့်ကိုရောက်တဲ့အခါမှာခက်ခဲသွားမှာမလွယ်ဘူးလေအဲ့ဒီချိန်မှာပဲရှောင်းရန်တို့ကတကားဝါစီကိုရောက်လာပါတယ် ရွှန်းအားကစွန့်ရင်မုံတိုင်းရောက်လာတော့မှကိုဘာလို့အထဲကိုမဝင်သေးရလဲဆိုပြီးတော့ချင်းရံကိုမိလိုက်ပါတယ်အလင်းကလကကြီးကခဲနေတဲ့အတွက်အတင်းဖြက်စီမှပဲရမှာမို့တခြားလူတွေကိုစောင့်နေတာဆိုပြီးဖြေလိုက်ပါတယ်ပြီးတာနဲ့ရွှန်းအားကိုဘလို့လဲဆိုပြီးတော့မိလိုက်တော့ဟုန်ကလန်ကနှစ်ကောင်နဲ့တလားလောက်နည်းနည်းပါးပါးရိုက်ပုတ်နေုံမှဆိုပြီးတော့ဘာမှမဖြစ်သလိုပုံစံနဲ့ပြန်ဖြေလိုက်ပါတယ်အဲ့ဒီနှစ်ကောင်ကရွှန်းအားကိုရန်လုံရဲတဲ့ပေါ်ဆိုပြီးတော့ကြည့်ရတာဒီနှစ်ကောင်ဂူတိုင်းပြီကနေအသက်ရှင်ရထွက်မတော်ချင်မှုနဲ့တူတယ်ဆိုပြီးတော့ချိန်ဝါလိုက်ပါတယ်ပြီးတာနဲ့တခြားကလန်ကလူတွေလည်းရောက်လာကြပြီလေ နောက်ဆုံးမှာရောက်လာတာကတော့ဟုံကလန်ကနှစ်ကောင်ပါလူဆုံသွားပြီဆိုတော့သွားကြမယ်လို့ပြောပေမဲ့ဂူကလန်ကတော့ဟုံကလန်ကနှစ်ကောင်နဲ့စီးရင်အရင်ရှင်းကျင်နေသေးတယ်လေစွန့်ရင်မှုန်တိုင်းရောက်လာတော့မှတော့ဒီမှာတိုက်ချင်နေသေးရလားဆိုပြီးတော့ဟုံရတဲ့ကောင်မေးလိုက်ပါတယ်ရွှန်းရလေးကတော့အချိန်ကောင်းမဟုတ်သေးတဲ့အကြောင်းပြောပြီးတော့ရှောင်းရန်ကလည်းတတိယအဆင့်ကိုရောက်မှသူတို့နဲ့စီးရင်ရှင်းလဲနောက်မကျသေးတဲ့အကြောင်းကိုဝင်ထောက်ခံလိုက်ပါတယ်ချင်းရန်ကတော့စပြီးတော့တတိယအဆင့်ကိုသွားဖို့ဆိုရင်ခဲနေတဲ့အလင်းကလကကိုအတင်းဖြည့်စီရမှာမို့လို့အားလုံးပူပေါင်းပြီးတော့လှုပ်ဖို့လိုတဲ့အကြောင်းကိုပြောလိုက်ပါတယ်အကုန်လုံးကလည်းချင်းရန်ရဲ့စကားကိုနားထောင်ကြတယ်လေ Google ကအရင်စမယ်လို့ပြောပြီးတော့ကြံတဲ့သူတွေကိုတလဲစီလို့ခိုင်းလိုက်ပါတယ်။ဖျို့ဖျဲဖြစ်နေတဲ့အချိန်မှာမတမာစိတ်နဲ့အခွင့်ကောင်းယူပြီးတော့ရုံးမာရဲတဲ့သူရှိရင်တော့ငါ့ကိုရိုင်းတယ်လို့မပြောနဲ့ဆိုပြီးတော့ဟိုနှစ်ကောင်ကိုအဓိကထားပြီးတတိပေးလိုက်ပါတယ်။ကြံတဲ့သူတွေကလည်းဘသူကမှအဲ့လိုလုံးခွင့်မပေးဘူးဆိုပြီးပြောလိုက်ပါတယ်။သူတို့လေးယောက်အရင်လှုပ်ပြီးသွားရင်ရှောင်းရံနဲ့ရွှမ်းအားကိုဝင်လာခိုင်းလိုက်ပါတယ်။ပြီးတာနဲ့တန်းစီပြီးဝင်သွားကြပြီလေ။အထဲမှာတော့လေးယောက်ပေါင်းပြီးတော့ခဲနေတဲ့အလင်းကလကာကိုထိုးဖောက်နေကြပါတယ်။စွမ်းအင်းနေတိုးလိုက်တာနဲ့နေရာကနည်းနည်းမတိမငြိမ်ဖြစ်လာတယ်လေ။နောက်ဆုံးမှာတော့အကွဲလာပြီးတော့ဖျက်ဆီးလိုက်နေပါတယ်။ စွန့်ရင်မှုန်တိုင်းကလည်းရောက်လာပြီဆိုတော့အားလုံးကစိုးရိမ်နေကြပြီလေချင်းရံကတော့သူတို့စီကိုစွန့်ရင်မှုန်တိုင်းဝင်လာလို့မရတာကြောင့်ဒီထဲမှာတခုခုမှားသွားရင်ဘယ်သူမှထွက်လာလို့ရမှာမဟုတ်ဘူးဆိုပြီးတတိပေးလိုက်ပါတယ်ပြီးတော့နောက်ထပ်အကာတခုကိုဖျက်ဆီးဖို့လုပ်နေကြပြီလေရှောင်းရံတယောက်ဘေးနားကမိတ်တုံမိတ်တုံဖြစ်နေတာကိုဘာလဲဆိုပြီးတက်လိုက်တော့ချွေရောင်လင်းနဲ့နေထွက်လာမလို့နဲ့ပြန်ဝင်သွားပါတော့တယ်ရှောင်းရံကမူမမှန်တာရှောင်းရံကချိန်ပြီးတော့ဘာဖြစ်လို့လဲဆိုပြီးမေးလိုက်ပါတယ်အကြောင်းကတော့နယ်ရံထဲမှာစွန့်ရင်နေစိတ်ထွက်နေတယ်လေသူ့ဝသူတောင်ပြန်ပြေးနိုင်စွမ်းရှိနေပါတယ် ဒါကြောင့်ခုနကပျက်စီးသွားတဲ့အကာကလည်းသူ့အလိုလိုပြန်ပိတ်သွားပြီလေ။လမ်းကြောင်းပိတ်တော့မယ်ဆိုပြီးတော့ရှောင်းရံကအော်ပြောလိုက်ပါတယ်။ပြီးတာနဲ့ချင်းရံတယောက်နယံကိုကြိလိုက်တော့ပိုးကောင်တွေထွက်လာပြီလေ။ဒီပိုးကောင်တွေကတလင်းကြောင်နယံတွေကိုပြုပြင်ဖို့ဆွမ်းအားတွေကိုထုတ်ပေးနေတာပါ။ချင်းရံတယောက်ပိုးကောင်တွေကိုကြိပြီးလမ်းသွားပါပြီ။ဗဇက်ကလည်းရှေးဟောင်းဝါမျိုးချင်းပိုးကောင်ဆိုပြီးရေရွတ်လိုက်ပါတယ်။ဒီအလင်းကာဝဲကိုသူတို့ဖန်တီးထားတာလားဆိုပြီးလန့်နေပြီလေ။ရှောင်းရံကလည်းစွန့်ရင်မုန်တိုင်းကသူတို့နဲ့ဆက်ဆက်နေမှာကိုစိုးရင်သွားပါတယ်။ရှောင်းရံတယောက်ပပတ်လေကိုကောင်းငင်ပြီးတော့နဲ့ထုတ်လိုက်တော့ပိုးကောင်တွေကအုံလိုက်ထွက်လာပြီလေ။အဲ့ဒါနဲ့ကြည့်ရတာ ငါတို့ရှေးဟောင်းကွာမြို့ချင်းပိုးကောင်တွေရဲ့အတိုက်ထဲကိုရောက်နေပြီနဲ့တူတယ်ဆိုပြီးပြောလိုက်ပါတယ်။ရှောင်းရံတို့ဘာတွေဆက်ပြီးကြုံအောင်လဲဆိုတာနောက်တစ်ပိုင်းမှာဆက်လက်ဆောင်ကြည့်ပေးပါဦး။ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါအောင်ခင်ဗျာ။